တခါတလေစဉ်းစားဘူးလား digital marketing မှာတခြားသူတွေထက်အရှိန်ဟုန်နဲ့မြန်မြန်ထူထပ်ချင်နေဆိုရင်ဘယ်လို mindset မျိုးကအဓိကလိုအပ်တာလဲလို့စဉ်းစားဘူးလားအများစုကတော့ဖန်တီးနိုင်စွမ်းတဲ့ creativity ကိုပဲဦးစားပေးလိရှိတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့တကယ်တမ်းကျတော့အရေးကြီးဆုံးကကျွန်တော်တို့ရဲ့သိလိုစေ curiosity ပဲပေါ့နော် ကိုယ့်ရဲ့အတွေ့အကြုံတွေကိုလှုပ်လိုက်တဲ့အရာတွေကိုပြုလှုပ်လိုက်တဲ့ campaign တွေဘယ်လိုလှုပ်လို့လဲဆိုတာကိုကျွန်တော်တို့အမြဲတမ်းစမ်းသပ်နေဖို့လိုတယ်အမြဲတမ်းလေ့လာနေဖို့လိုတယ်ပေါ့။ဘာကြောင့်ဒီလိုဖြစ်သွားလဲဘာကြောင့်ဒီလိုပြောင်းလဲသွားတာလဲဆိုပြီးတော့သင်ယူခြင်းစိတ်ရှိနေရမယ်ပေါ့။နောက်ဆုံးတော့ကိုယ့်ရဲ့ customer ကိုနားလည်အောင်ကြိုးစားနေတာကပဲအဲ့ဒီသိစိတ်ပဲလို့ကျွန်တော်ကမြင်တယ်။တနည်းအားဖြင့် mindset ပေါ့။ဒါကြောင့် digital marketing ကိုစလုပ်တဲ့အခါမှာ tool တွေဤပညာတွေကိုပဲလိုက်လေ့လာနေပြီနဲ့ကိုယ့်ရဲ့စိတ်ကိုပြဿနာဖြေရှင်းနိုင်တဲ့ပုံကို problem solver တယောက်လိုတွေးခေါ်တတ်အောင်လေ့ကျင့်သင့်တယ်လို့ကျွန်တော်ကတော့အချင်ပြုတ်ချင်ပါတယ်။စမ်းသပ်ပါ၊သင်ယူပါ၊ကြီးထွားလာပါ။